ိုးချုပ်ရင်အခုလက်တလောဘာများထုတ်ပြန်ပေးလို့ရမလဲရှင့်အဲခုလက်တလောကတော့ကျွန်တော်ကွာပေါ့ဒီစကိုင်းတိုင်းဒေသကြီးပြီးရင်တော့မန္တလေးတိုင်းဒေသကြီးအဲပြီးရင်ကျွန်တော်တို့မခွေးတိုင်းဒေသကြီးဒီပြီးတော့ကောင်စီနယ်မြေရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကိုတကောဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရကျွန်တော်တို့အရေးပေါ်အခြေအနေထောက်ပြထားပါတယ်ဒါကြေခုနကတည်းကကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကျွန်တော်ပေါ်မှာပါတယ်။ဒီကတော့အရေးကြီးပါအရေးကြီးပါခုခဏလို့လည်းမြင်တဲ့အတိုင်းပဲ ီနေပြီးတော့မှလည်းခိကထံရရတဲ့လူတွေများတယ်။သွေးလိုအပ်ချက်များတယ်။ဒါတို့ကစကိုင်းမန္တလေးမှလည်းများတယ်။အဲ့တော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ဒီကျွန်တော်နေပြီးတော့နေများရှိတဲ့သွေးလူရှင်များနဲ့ဈေးရုံတွေကိုအများဆုံးဆက်တယ်ပါ။အဲဒီဟိုစင်ကြီးတာဌာနပေါ့လေ။အဲ့ဒါလေးပါဟုတ်ကဲ့လူကြီးဘယ်လောက်လောက်ဟိုတေဆုံးတန်ရာရရှိပါပြီလဲခုခုကျွန်တော်မြင်တာကတော့အဲဒီဒီဗီဒီယိုကဒါ တကယ်ငတင်းလောက်တဲ့ဒေတာစကိုင်းတိုင်းဒေတာကြီးဟိုစကိုင်းတိုင်းဒေတာစကိုင်းပေါ့စကိုင်းဘက်မှာအခြေခံပြီးလောက်တာဖြစ်တယ်အဲ့တော့ဒီနေပြီးတော့မှာတောင်မှဒီလောက်အခြေအနေဖြစ်နေရင်အဲ့ဘက်မှာအသေးပြောက်ရနိုင်တယ်လို့ခံမှန်းပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အရေးပေါ်အခြေအနေလည်းကြီးညာထားတယ် ဒီနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပဲတင်လို့တောက်ခံထားပါဟုတ်ကဲ့ဟုတ်ကဲ့နိုင်ငံတကာအခုပဲအခုအခုဟိုပို့ချို့ဟိုတောင်းခံပြီလားရှင်အခုအခုတောင်းခံထားပါပြီတရားဝင်လည်းကျွန်တော်ဒီဟွာထဲမှာလည်းတောင်းခံထားပါတယ်ဟုတ်ကဲ့ဟိုပို့ချို့ပြောလို့ရလားရှင်လေနိုင်ငံတကာအခုဗာများပြောချင်ပါလေရှင်နိုင်ငံတကာကိုပြောချင်တာကတော့ဒီလူသားချင်းအကူအညီအခုပေါ့နော်စာနာထောက်ထားမှုအကူအညီတွေကိုဒါဆက်သွယ်ပြီးအများဆုံးပေးတယ်ဆိုပါတယ်နောက်ပါဘူးကျေးဇူးတော့လိုက်ပါအောင်ဆက်ပြီးပြလိုက်ပါအောင်ဟုတ်